ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါတဘောသူညီချက်ကျင့်သုံးရန်ကမ္ဘာအကျန်းမာရေးညီလာခံ ဆုံးဖြတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ WHO မှဆုံးဖြတ်ပိုင်းခွင့်အမြင့်ဆုံးအဖွဲ့ဖြစ်တဲ့ကမ္ဘာ့ကျန်းမာရေးညီလာခံ WHO ဟာကယောဂါကြိုတင်ပြင်ဆင်မှုတိုးတက်စေရန်ဆွစ်ဇလန်ဂျနီဖာမှတမိုင်းဝင်ကမ္ဘာလုံးဆိုင်ရာကယောဂါသဘောတူညီချက်ကိုအင်္ဂါနေ့ကကျင့်သုံးလိုက်ပါတယ်။ ကက်ယောဂါဆောင်ကြည်ရေးကာကွယ်ရေးတုံ့ပြန်မှုများအတွက်လက်ရှိစနစ်များကိုပပေါင်းဆောင်ပြင်ဆင်ဖို့ရည်ရွယ်ထေလုပ်ငန်းစဉ်အသစ်များအစပြုရေးနယ်ပတ်သက်ပြီးတင်ပြထားပါထေ WHO ကယောဂါသဘောတူညီချက်ဟာကမ္ဘာ့ကျန်းမာရေးသမိုင်းမှာအထင်ရှားဆုံးအောင်မြင်မှုတွေထဲကတစ်ခုအနေနဲ့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကပြောသွားပါတယ်။ ကိုဗစ် -19 ကပ်ရောဂါရိုက်ခတ်မှုများကြောင့်အဆိုးရွားထွေး၃နှစ်ကျော်ကြာအောင်အပြင်းထန်ဆွေးနွေးခဲ့ကြပါအထိအထူးကအခက်ခဲကနောက်ထပ်ကပ်ရောဂါထွေးမှာဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့်ဤပညာများကို ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့မျှဝေလောင်အောင်စီယုံပြောဆိုရတာဖြစ်ပါအထိ ကောက်ခွဲဆေးတွေနဲ့အခြားဆောင်ရွက်ချက်များတို့မြင်လှုပ်ဆောင်သွားနိုင်ဖို့ဒီသဘောတူညီချက်ကအကူအညီဖြစ်စေမယ်လို့ကညာကျန်းမာရေးဝန်ကြီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးချုပ်ကပြောပါတယ် WHO အဖွဲ့ဝင်နိုင်ငံတွေကကယ်ရောဂါသဘောတူညီမှုကျင့်သုံးရေးရအတွက်ဖြည့်ရှင်းဆုံးဖြတ်ချက်ကို တနင်္လာနေ့ကစီဝေးမှာအတည်ပြုလိုက်ပါတယ်သဘောတူညီချက်ညှိနှိုင်းရေးမှာတရုတ်ကတက်ကြွစွာပေါင်းဝေလှှရှားထားတယ်လို့တရုတ်ကိုယ်စားလှယ်အဖွဲ့ကပြောပါတယ် တရထက်ကလာမယ့်9နှစ်အတွင်း WHO ထံနောက်ထပ်ဒေါ်လာတန်း900ရာပေးသွားမယ်လို့ဆိုပါတယ်။ယခုနှစ်အစောပိုင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်အဆိုအရကအမေရိကန်ကိုကုလသမဂ္ဂထံကနေနောက်ထပ်ရန်ဆုံးဖြတ်ပြီးနောက်ကုလဟာနှစ်စဉ်အ30ရက်ဒေါ်လာတန်း600လိုအပ်နေပါတယ်လို့သိရပါတယ်ရှင်။